ဒီတကားဤလေဒုက္ခဆိုရက်ဘဂဝ56ခုဩဂလထုတ်မြဝရီမဂ္ဂဇင်းနေရအသားလေးတစ်ခုပေါ့ဗျာဟုတ်ပြောင်းတလားနေတော့ပါခေါင်းစဉ်ကချစ်သူတဲ့1956ခုမလ6ရက်နေ့မှာမြမပြည်တပြည်လုံးမှာရှိကြတဲ့တက္ကသိုလ်ဝင်ကျောင်းသူကျောင်းသားတိုင်းတင်ချာနဲ့အခေယာတရားတဲ့နေ့ချယ်ရီလဲကျောင်းသူကျောင်းသားများတွေကတူပါဝင်မို့ ၎င်းနှင့်၁၂နာရီထိုးရင်တင်ချဖြစ်ပြီးစာမွေးကလည်းကထွက်လာချယ်ရီတငယ်ရင်တယောက်ကဟေးချယ်ရီမင်းကြိုက်တဲ့ချစ်သူပိုတဖိတ်စိန်တွေကလာနေတယ်အဲ့လိုအော်ပြောလိုက်ချယ်ရီကလည်းရှက်ပြီးတော့လန့်သွားတာနောက်ပြီးတော့လဖိတ်စိန်ကနေပြီးတော့ချယ်ရီစီကိုတူးယူတဲတဲလာနေတဲ့ចောင်းသားတယောက်ကလည်းအံ့ဩပြီးတော့ချယ်ရီတို့ကြောင်ပြီးကြည့်အဲ့ဒီချယ်ရီတငယ်ချင်းကချယ်ရီ မငိုင်းနေရလေကျောင်းရှိကတဖိတ်စဲထဲမှာဖွင့်နေတဲ့ရေဒီယိုကဒရီသိမ့်ကြိုက်တဲ့တင်တင်မူရဲ့ရှစ်သူသချင်းလာနေတာကိုသူပြောတာကွာလေအင်းဒုက္ခပဲပေးပို့ရတဲ့သူက cherry ရဲ့ TTC ရိတ်တာရန်ကုန်မြို့ပါနားထောင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်